်ကရက်တ150လေး idle လင်းမရဘူးတဲ့အဲ့တော့ idle လင်းမရရင်ဘာတွေစစ်မလဲဆိုတော့တန်ခါတစ်စီးလုံးအကုန်စစ်ရပါလေလို့နော်ညာတော့ပြင်တော့ဟိုကျွန်တော်တို့တွေတင်တန်းနေတက်တဲ့ချိန်မှာတင်ကြတာကတော့ idle လင်းမရရင် ECD စစ်ရမယ်လေဘာစင်တာစစ်ရမယ်မိုင်းလင်းစင်တာစစ်ရမယ်ဟုတ်လားဒါမျိုးပေါ့တကယ်တော့မဟုတ်ပါဘူး idle လင်းမရဘူးဆိုတာကပလတ်မကောင်းလည်း idle လင်းမရဘူးနော်စင်မကောင်းလည်းမရဘူးစီပံမကောင်းလည်းမရဘူး ဟုတ်လားလေတကားမကောင်းလည်းမရဘူး။ဟိုလေစင်မကောင်းလည်းမရဘူး။ဗရီမကောင်းလည်းမရဘူး။ခလုတ်မကောင်းလည်းမရဘူး။အဲ့တော့ဘာစစ်ရမလဲ။အိုင်ဒယ်လင်းမရရင်စံငယ်လုံးအကုန်စစ်ရပါမယ်။အဲစံငယ်လုံးအကုန်စစ်ရတဲ့အထဲမှာမှစံငယ်မျိုးစားနဲ့စံငယ်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အဓိကစစ်ရမယ့်ဘိုင်ကိုရွေးချယ်ရတာပေါ့။ဒီဘေးမှာတော့လောလောဆယ်ကျွန်တော်တို့ဒါဒီကားလေးအနေငယ်ဟာနေတဲ့အဲ့ဒါတော့တွေ့ရတယ်အိုင်ဒယ်လင်းကလုံးဝမရဘူးဖြစ်နေတယ်ဘယ်ရတော့เนาะဒါကန်ကူပဲเนาะအဲ့တော့ ချက်လောက်လေးဝါလို့ကြည့်အောင်နှုတ်နှုတ်ကြည့်အောင်ဟုတ်ပြီရတယ်အဲ့တော့ကျွန်တော်တို့ကတော့ဖွင့်လိုက်ပြီတော့ဖွင့်လိုက်တော့ဒီမှာဒီမှာ idea link cloud ဟို idea ဒီ idea link cloud ဆိုတာ idea link စနစ်ဆိုတာက idea အနေထားဆလိုးအနေထားမှာပဲအလုပ်လုပ်တာအဲ့တော့ cloud ကိုဖွင့်လိုက်တဲ့ခါမှာတန်ခေါ်ထဲမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ email link လင်းရမယ် cloud ဖွင့်လိုက်တော့ဒီ email link ကလင်းလာတယ်ဒီ email link လင်းလာပြီဆိုတော့ဒီ email link လင်းအောင် ecu ကလုပ်ပေးတာ ဲ့တော့ ECU ကလောလောဆယ်မှာ Ireland စနစ်ကိုသူကစတင်ပြီးတော့သူကတတ်မှတ်နေပြီပေါ့နော်အဲ့ကျွန်တော်ဆက်နှိုးကြည့်မယ်ဆက်နှိုးပြီးသွားရင် Ireland စနစ်ကောင်းမွန်စွာဖြစ်ပေါ်လာဖို့အတွက်ကို engine ရ RPM က1400 1500 1600ဝန်းကျင်ဆိုရပါတယ်အဲ RPM ညင်ရမယ်နော်ပြရအောင်အဲ့တော့အပီယံချက်ကြည့်မယ်အိုက်တဲအိုက်တဲစကူနည်းနည်းကြက်လိုက် တက်မယ်အဲဒါလည်းလုံးဝမရဘူးဖြစ်နေတယ်မရဘူးဆိုတော့အဲ14 15အဲများများပါပြီဟိုမှာ15မှာထားလိုက်ဟဲ့နေနေနေတင်လိုက်ဟိုရှော့လိုက်အောင်โอเคเออเวลาเราถ่ายเราถ่ายเนาะเออโลโลเซอาร์พีเอ็นก็တော့โลโลเซมาตัว1400 1500တော့ဖြစ်သွားပြီပေါ့เนาะ1400 1500ဖြစ်သွားပြီคุณน่ะซ็อกเก็ตတွေဖြုတ်လဲတော့ဒဏ်ငွေแท้มา အချက်မီရအသေးလင်းတယ်ကျွန်တော်မော်ဒယ်မြေဆိုင်ငယ်ဒီမှာကြတော့ဆိုင်ငယ်မှာတစ်ခုခု error တက်ရင် socket တွေဖြုံးမိရင်အချက်မိရအသေးလင်းနဲ့မော်ဒယ်နဲ့ရင်ခုံတယ်အဲ့တော့ကျွန်တော်တို့ကောင်လေးကို error လေးကိုရင်ရှင်းကြည့်လိုက်မယ်နော် error လေးပြချက်ကိုလေးကြည့်လိုက်တော့ဘာပြောလဲဆိုတော့သူက TP စဉ်းစားလို့ရတယ်ခုန TP စဉ်းစား socket ကိုဖြုတ်လိုက်လို့ error တက်သွားတာအဲ့တော့လုံးဝ error ရှင်းသွားအောင် reset ချလိုက်မယ်နော် okay ပေးမယ်အော်ဒီမီလေးကိုကြည့်ထားမယ်ဟောပျောက်သွားပြီ okay အချက်မိလေးပျောက်သွားပြီဒါဘာကြီးကြီးမားမားတော့မဟုတ်ပါဘူး socket ဖြုတ်လို့တက်တာပါ โอเคဘောဇံမှာအရင်လင်းမရတာနော်ဘောဇံမှာလေတကားဟားတဲ့အဲ့ဒါလေးတော့တွေ့ရတယ်ပေါ့ဗျာရမလားမရမလားတော့မသိဘူးလို့ပဲရမ်းလုံနေတာနော်အဲ့တော့အဲလောလောဆယ်မှာခလုတ်ကလည်းကောင်းနေပြီဒါအီမီလင်းသွားပြီ ECU ကလည်းတိသွားပြီဒီမီလင်းနဲ့ဆိုမှတော့โอเคအဲ့တော့ကျွန်တော်တို့ကအင်ဂျင်ပူချင်းလည်းလောလောဆယ်မောင်းလာဆိုတော့အင်ဂျင်ပူချင်းက60လဲကျော်နေပြီဘာကြောင့်အဲဒယ်လင်းဆိုတာအင်ဂျင်ပူချင်း60ကျော်မှလောက်တာဆိုတော့အင်ဂျင်ပူချင်းလည်း60ကျော်နေပြီ RPM ကလည်း1500 1600မှာဖြစ်နေပြီခလုတ်ကလည်းကောင်းနေပြီ အဲ့တော့မိုင်းလင်းစင်စာကနေပြီးတော့ ECU ကိုကီလိုမီတာ40အထက်မောင်းနေပြီးကြောင်းကိုစကနယ်ပို့ကြည့်အောင်ကျွန်တော်လေဘာဆွဲကြည့်မယ်ကီလိုမီတာတက်မတက်ကြည့်မယ် Okay နော်ဒီမှာကျွန်တော်နောက်ပြည့်အုပ်လိုက်မယ်နောက်ပြည့်အုပ်မယ်မီးလေးကိုကြည့်ထားမယ်အေးမီးလေးကိုကြည့်ထားမယ်အဲအေးမီးလေးခုံသွားပါပြီခုံသွားပြီကျွန်တော်လေဘာဆွဲလိုက်မယ် အဲဆက်တက်ရပါဘွာဆက်တက်နေစရာမလိုတော့ဘူးเนาะဒါ idling စနစ်ဆိုတာကတော့ဒါကတော့စီစားတက်တော့အောင်ဖန်တီးထားတဲ့စနစ်တကူပေါ့အဓိကကတော့ဒီခလုတ်ဒီ highway မောင်းရင် လုံးဝပိတ်ပြီးတော့မောင်းပါမြို့တဲ့ခကြီးတို့ခဏခဏရက်တန့်စရာရှိတဲ့နေရာမျိုးမှာဆိုရင်တော့ဒီခလုတ်ကိုအောက်ကိုဖွင့်ထားပါအင်မီလင်းလင်းအောင်ထားပါเนาะအဲ့တော့လောလောဆယ်မှာဆိုရင်ဒါ idling စနစ်ကျွန်တော်တို့ပြန်နှိုးမယ်ပြေးဆို ရမှုဝေးလာရမှုဝေးပြီပါဘာပဲအဲ့လောက်အဲ့လောက်ကိုသူကတိတ်အာယုံဝါမဖြစ်ချင်ဘူးသူကနည်းနည်းလေးဒီနန်းလောက်နောက်ဝင်းချင်လောက်ကြောင်းโอเคအဲ့တော့အလဲလင်းခလုတ်ဖွင့်ထားတယ်ကီလိုမီတာ40ကျော်အောင်ဆိုင်ကယ်ဝန်မောင်းလိုက်မယ်မောင်းလိုက်ပြီးတော့ကျွန်တော်တို့ကဗရိတ်ဆွဲမယ်ဗရိတ်ဆွဲတော့မိုင်းလေးစင်စာက0ကီလိုမီတာဖြစ်သွားပြီဆိုတော့အကြောင်းကို ECU ကို signal ရိုက်မယ်အဲ့ချိန်မှာ ECU ကဘာတိလဲဆိုတော့ဆိုင်ကယ်ကိုရက်တန့်ကျင်တယ်လို့သိတယ်လို့ဆုံးဖြတ်ပြီးတော့ဆက်ကိုပေးတက်လိုက်တယ်အကယ်၍မီးပွိုင်းမှာမီးစိမ်းလို့ထွက်ချင်နေဆိုရင်စတက်ကလို့နှိပ်စရာမလိုဘဲနဲ့ လေပါဆွဲပြီးထွက်ရတဲ့စနစ်ကိုဒါ ideal စနစ်လို့ခေါ်ပါတယ်။ ideal စနစ်မကောင်းရင်ဘာတွေဆေးရမလဲဆိုတော့အလောဆယ်ကျွန်တော်တို့အတော့ဖွင့်နေနေထားနဲ့ကြည့်မှာဆိုရင်တော့ခလုတ်ဖွင့်တဲ့အချိန်မှာအီမီလင်းမလင်းကြည့်ရမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဆက်နိုးမယ်။ဆက်နိုးပြီးတော့အချိန်မှာဆိုရင်ဒီမှာအဲကီလိုမီတာတက်မတက်ကိုကျွန်တော်တို့တစ်ချက်ကြည့်ရမယ်။နောက်တစ်ခုကအဲလေတကားဟာနေလို့မရပါဘူး။ IDS school မှာကြီးပိတ်နေလို့မရဘူး။လေစစ်ပိတ်နေလို့မရဘူး။ Nozzle CO နေလို့မရဘူး။ပလတ်မကောင်းရင်လည်းမရဘူး။အင်ဂျင်ရဲ့ compression အားတွေ လေကြားရည်မမှန်မှု rain base တင်နေကြနေမယ်ကင်းချက်ကဘာလိတွေကြောင်းနေမယ်ဆိုရင်လည်းမရဘူးเนาะအစီပန်တော့မကောင်းလည်းမရဘူး ECD မကောင်းလည်းမရဘူး O2 မကောင်းလည်းမရဘူး mileage စင်တာမကောင်းလည်းမရဘူးအဲ့တော့ပေးခြင်းနဲ့ message ပါလဲအရယ်လင်းမကောင်းရင်မရရင်ဒစီလုံးစစ်အဲ့ဒစီလုံးစစ်ရမယ်ဆိုတော့အထက်ကနေမှအဓိကကျွန်တော်တို့ဘာစစ်ရမလဲဆိုတော့အရေးကြီးဆုံးကနံပါတ်1ဘက်ထရီဟိုးတွေခုနခလုတ်တွေကြည့်မယ်အီမီလင်းမလင်းကြည့်မယ်အဲကီလိုမီတာစင်တာတက်မတက်ကီလိုမီတာတက်မတက်ကိုကြည့်မယ်နော်ဆယ်စီယိုမျိုးဒီပါဒီနားမှာကြည့်ရတာလွယ်တယ်လေ နော်ဇယ်စီယိုမျိုးပလက်ကောင်းမကောင်းနော်ခုနကအိုင်ဒက်စကူလေစစ်လေတကားအဲ့ဒါကိုအဓိကကြည့်အဲ့ဒါတွေကြည့်လို့မရဘူးဆိုကမှခုန ECD တို့ဘလက်တို့ဒါအင်ဂျင်ဝင်ဝိုင်းနေတိုင်းမှာရေစိမ်းနေစစ်မယ်ပေါ့လေနော်โอเคဒါလေးကတော့အိုင်ဒက်လေးမရတဲ့ပြဿနာလေးကိုဒါဟုတ်ချွန်ညီကိုတွေတော့လုပ်ငန်းဝင်အတွေ့အကြုံလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ live video လေးကိုအားလုံးကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ဒါတော့ဆရာကိုမိုးဖြစ်ပါတယ်လို့เนาะ ကဲကိုအင်ပြေသွားပြီကျွန်တော်တို့ကဟိုတို့ရှိတယ်အခုကျွန်တော်တို့ကလောင်းဟိုအကိုကြီးတော့မပြောဘူးပေါ့ကျွန်တော်ကလောင်းစားစားလေးလုပ်လိုက်တာဒီဇိုင်းငယ် idea လေးမရဘူးဆိုရင်အကိုကြီးကိုကျွန်တော်ဆယ်သိန်းရောမှာအဲ့လိုခုနဆယ်သိန်းမှာမှန်လာတာရရင်ကျွန်တော်တသိန်းပဲယူမှာဆိုပြီးမှန်လာတာဆိုတော့ကျွန်တော်အယောဆားနဲ့ကျွန်တော်ကကျွန်တော်ရှုံးခံပြီးတော့လောင်းအောင်တော့စိတ်ထဲမှာစိတ်ထဲအောင်အဲ့တော့ကျွန်တော်အဲ့တော့တသိန်းပဲပေးအဲ့လိုဆင်ပြေပြီကျေးဇူးတင်ပါတယ်ဝါရှုံးကြီးကိုလည်းအားလုံး เนาะ EFI เนี่ยปัดตัดပြီးတော့အာ online class တို့မဟုတ်လက်တွေ့သင်တန်းတက်ခြင်းလည်းရတယ် online သင်တန်းတက်ခြင်းလည်းရတယ် ABN address မြန်မာကုမ္ပဏီကထုတ်တယ် ABN product ထုတ်ကုန်တွေကိုလည်းအဲကျွန်တော်တို့ဝယ်ခြင်းလည်းဆိုရင်လည်းကျွန်တော်တို့ရပါတယ်အဲ့တော့ကျွန်တော်တို့အဲပြီးတော့ workshop ညီကိုတွေဒါ now ဒီတစ်ပတ်အတွင်းပေါ့နော်ဒီတစ်ပတ်အတွင်းကိုကျွန်တော် ဒါဖန်ဖန်ဘက်ရယ်တာမညာဘက်ရယ်ဖန်တာမညာဂျုံတိုးအာကျွန်တော်လိုင်းဘွဲဘက်ကို API product ထုတ်ကုန်တွေကိုအင်ဂျင်ဝိုင်းတွေ API ထုတ်တဲ့ပစ္စည်းတွေအားလုံးကိုဟောကျွန်တော်တို့လိုက်ပြီးတော့ကျွန်တော်တို့မိတ်ဆက်ပေးမယ်အဲပြီးသွားရင်ကျွန်တော်တို့ဘာလဲဆိုရင်တော့အာဒီဆိုင်ကယ်ပြင်ဆိုင်တွေမှာဟို EFI နဲ့ပတ်သက်ပြီးတော့စင်တာပိုင်းဝါရင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲကြုံတွေ့ရတယ်ဆိုရင်လဲဒါကျွန်တော်နဲ့အတူတူဖြည့်ရှင်းမယ်ပေါ့ဟောတင်ကြားပေးမယ်ပေါ့နိုင်တဲ့လောက်ပေါ့အချိန်ရတဲ့လောက်လေးတွေပေါ့နော် အဲ့တော့ဖန်လိုင်းပွဲတာမညဘက်ကညီကိုတွေနော်နောက်တပတ်ဆယ်ရက်လောက်ဆိုရင်တော့ဒါကျွန်တော် ရောက်လာပါတော့မယ်လို့နော်အဲ့တော့ပစ္စည်းလေးတွေလည်းမိတ်ဆက်ရင်းဤပညာလေးတွေလည်းမျှဝေရင်းပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်တယ်တင်ပေးကျွန်တော်က9000ပဲသူက9000ကျွန်တော်90ရာခိုင်နှုန်းစားနော်တုတ်ပြီးရမှာဟုတ်ပါရဲ့ကိုစီရဲ့ ကျွန်တော်ဘိန်းဆိုတဲ့အမှုကိုခေါင်းလာစားခေါင်းလာစား Okay ပါဘိုင်ဘိုင်ပါကျေးဇူးများကြီးတင်ပါတယ် See you bye bye